်ပါဈေးနှုန်းလေးကမစိုးဘူးလို့ကိုလိုပြောလို့ရတာပေါ့နော်ဘာမှပြလာဖြတ်ပြီးလောက်ချဖို့သူစီစဉ်ထားပါအော်တော့မှာပြပတဲ့ကြအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်တော့ကျွန်တော်ဒီမြောပလာဇာမှာပြုလုပ်နေတဲ့ Skyor EV launching event ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါမကြာခင်မှာဆိုလို့ချင်းကျွန်တော်ဒီ EV Skyor EV နှစ်စီးကိုစတင်ပြီးမိတ်ဆက်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ Skyor EV နှစ်စီးကဘယ်လို features တွေပါတယ်အာ battery range တွေဘယ်လောက်ရတယ်ဆိုတာကိုမကြာခင်မှာကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် ခင်စတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာโอเคအားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့ဒီကူမပြည့်စုံမရကောင်းတဲ့နေ့ရက်ဖြစ်ပါစေလို့ဒီနေ့ကနေကျေးဇူးတော်တက်ဖတ်ဆက်ပါတယ်ကျောဒီနေ့ရဲ့မြမပလာဇာပရိုမိုးရှင်းအေရီးယားမှာခန်းသားစွာနဲ့ချင်းပါပြုလုပ်နေတဲ့ဘွဲခန်းသားကတော့ကျွန်တော်တို့ Skywalk TV Dollar Lodging Event ခန်းသားဖြစ်ပါတယ် Okay. Three. 看我的，看我的，看我的！少年的满眼，眼中，青年的北斗，马蹄板，这唱唱的实在是太棒了，怎么样？ ဟိုပထမဆုံးအနေနဲ့ပေါ့နော်ဒီနေ့အဲ EV car brand တွေထဲမှာ Skywalk ကိုရွေးချယ်ပြတဲ့အကြောင်းအရာလေးချက်သိပြရတယ်ပေါ့နော်ဘောရောအနေနဲ့ဘောရောပြောင်းနေပါတော့ EV ကားလုပ်မယ်ဆိုရင် ဆက်ရောတဲ့ကလိုက်ယူပြီးတော့ model တစ်မျိုးချင်း brand တစ်မျိုးချင်းလိုက်ကို model တွေတင်သွင်းပြီးပြီးမှတတ်မှတ်ထားတဲ့အခါကျတော့ကြောင်းလဲဟိုလာနဲ့ EDA ကိုဘာသိရင်ကောင်းမလဲဆိုတော့ဟိုပြပွဲရှိုင်းပွဲမှာလေးလာရင်းနေပေါ့နော်ဒီ brand လေးကိုစကားပြောရင်းနဲ့လုတ်ဖြစ်သွားတဲ့ဒီလိုချက်လည်းရှိပါတယ်နောက်တစ်ခုကတော့ battery rate များတဲ့အားလေးပေါ့နော်မြန်မာနိုင်ငံမှာ charging station နေတဲ့အခါမှာဒီ battery rate များတဲ့အပေါ်မှာတုံးဆဲတဲ့လူတွေကအာခဏခဏအသွင်ရတဲ့ပြဿနာပေါ့ဥပမာလမ်းခီးသွားရင်လည်းခဏခဏသွင်းရမယ့်ပြဿနာ ညောတဲ့တော့မဲ့ဆိုရင်လည်းအဲကြာရှည်သုံးစွဲနိုင်ပဲရမယ့်ဟာမျိုးကိုကိုလို့တည်ပြီးတော့ရွေးလိုက်တဲ့တဘောမျိုးပါပဲနောက်တစ်ခုကဓမ္မတော့ order တစ်မျိုးတည်းမှာမှာကရင်တစ်မျိုးခွဲပြီးတော့ကိုတွေ့ရတယ်ခင်ဗျာကရင်အနေဆိုရင်ဒါလုပ်ငန်းသုံးဖို့ရဲ့အစီအစဉ်တော့ကိုတွေ့ရဈေးနှုန်းရပါတော့အဲဒါကြောင့်လို့ဒီ model လေးကိုကိုလို့ရွေးလိုက်တယ်တော့ဘုံကရင်အနေ60 max ဆိုရင်ဒါမိသားစုစီးဖို့နောက်ပြီးတော့ specification ညင်းတယ်ပေါ့နောက်ဒါဒီအကုန်စုံပါလေအောင်ကိုလို့ဟို ဒါလေးကိုလေ့လာပြီးတော့မြန်မာနိုင်ငံနဲ့တင်းတော်မဲ့ဂျင်းပြီးရွေးချယ်ပြီးတဲ့တဘောဟုတ်ကဲ့ဟုတ်ဇင်းနှုံးအနေနဲ့ကတော့ဘလို့ရှိလဲအခွေဟုတ်ဇင်းနှုံးကတော့ကိုတင်နေဒီရဲ့ battery rate နဲ့ဆိုရင်တော့ဟိုဒီဇင်းနှုံးလေးကမဆိုးဘူးလို့ကိုလိုပြောလို့ရတာပေါ့နော်ဆိုရင်ကိုတို့ ့၅၀ကို1388ရောင်းတယ်စစ်တူးစီကမတ်ကိုအကွာ1488တက်မှတ်ပြီးတော့ဟိုမှာပြန်ပြန်ပြောင်းချဖို့သူစဉ်းစားတာပါဟုတ်ကဲ့အခုအများစုလေ EV စီးတဲ့သူတွေရောဒီကား brand new စီးတဲ့သူတွေအကုန်လုံးက after sales service ကိုစိတ်ပူကြတယ်ပေါ့နော်အဲ့ဒီအတွက်ကိုအကုန်လုံးနည်း after sales service ပိုင်းကိုဘယ်လိုများစဉ်းစားထားလဲခင်ဗျာအဲ့ဒါ after sales service ကတော့ brand new ဘိုင်းပေါ့ brand new ဘိုင်းကတော့ဟိုတော့ဒီ တွေမှာပါတဲ့ထုံးတန်တိုင်းပေါ့ရှင်းနေကီလိုတသိန်းဝဲပေါ့အဲ့ဝေးကြီးမှာတက်မှတ်ထားတာပါပဲဒါပေမဲ့အခုတို့ဒီ service center ကိုချိုးလို့လည်းကိုလိုအင်းရမ်းလမ်းမှာဆောင်ထားတယ် service center ကိုလည်းအဲ့မှာ service center ကို ဘလို့အခက်ခဲမရှိအောင်လို့ spare bag ကိုစာပေကိုအားလုံးအခက်ခဲမရှိအောင်လို့ကိုလိုအစီအပြောင်းလို့လုပ်ထားပါလေ။တုံးချက်တဲ့လူတွေအဲ့ဒီဘက်တော့ဆိုရင်ကြောင်းကြောင်းမှုမရှိအောင်လို့ကိုလိုတက်နိုင်တဲ့လောက်တော့စီစဉ်ဆောင်ထားပါလေ။ဟုတ်ကဲ့။ဒီ EV ကားကိုပေါ့နော်ကိုလိုအနေနဲ့အာအားသာချက် ပြောပါဒီ customer အနေနဲ့ဘာကြောင့်ရွေးချယ်ရမလဲဆိုတော့ပြောပါဆိုလို့ချင်းအကိုအနေနဲ့အချက်ချက်နဲ့ပြောမယ်ဆိုတော့ကိုလိုချက်ကိုပြောမလဲဒီကားကိုရွေးချယ်တဲ့နဲ့အချက်ချက်ဆိုတော့ အဓိကတော့ battery rate က690 720 max 720 max ပါပေါ့နော်ဒီ battery rate မှာဒီရင်းနဲ့ရနိုင်တာဒီ plan တစ်မျိုးပဲရှိတယ်အဲ့ဒါကြောင့်မလို့တကယ်တကယ်အဲခီးကြီးများများသွားမဲ့လူတွေဆိုရင်တော့ဒီကောက်ကိုပို့ပြီးတော့သုံးသိတဲ့ program ကိုလို့ champion ဖြစ်တာပေါ့ဟုတ်ကဲ့အခုအနေနဲ့နောက်ဆုံးဗာများဖြစ်ဆက်ပြောချင်သေးလဲခင်ဗျာပြည့်တဲ့ကျိုးအဓိကတော့ EV brand ဆိုတာကတော့ညီလေးတော်တော်များများကတော့ လို့အရင်တော့ electronic line ဟောပေါ့နော်တကောတော့အကုန်လုံးခြုံပြီးပြောရရင်စီကားနဲ့မတူဘူးပေါ့နော်စီကားနဲ့မတူသူကဘာလို့တော့သူကအခုငငယ်တော့ဆော့တယ်အယုတ်ကားနဲ့သွားတူဟုတ်ကဲ့အဓိကဘိန်းတွေဘာတွေအကုန်လုံးကသူကမော်တာနဲ့ပဲသွားတာဟုတ်ကဲ့အဓိကအခုငငယ်တော့သုံးနေတယ်အဲ့တော့လုံးပဲဒီလိုဘာလို့အဲ့နေရာမှာပဲဒီအကြီးပြင်းသွားတာပဲရှိဟုတ်ကဲ့ဆိုတော့အဲ့လောက်မောမန့်ပြီးတော့တပြေးပြေးမော်တာပိုင်လုံးပြီးတော့ဒီ EV ကားဆိုတာဖြစ်လာတယ်ဖြစ်လာတဲ့အခါကျဒီရဲ့အတက်ကဘက်ထရီနဲ့မော်တာအတက် ဆိုတော့ဘက်တရီမော်တာအတက်မှာအခုမော်တာကိုသူကဒီပိုင်းဒီမော်တာကိုသုံးလာတယ်။ဟုတ်ဟုတ်ကဲ့။ဒီပိုင်းဒီမော်တာကိုသုံးတဲ့အတွက်မော်တာပိုင်းမှာလည်းဆင်ချရတယ်။နောက်ပြီးတော့ဘက်တရီပိုင်းမှာလည်းသူက620ဆိုတဲ့အားကညီလေးကအကုန်လုံးမလိုက်လဲအဲနေပြီးတော့မောင်းကြည့်တယ်တကယ်လည်းနေပြီးတော့ရောက်တဲ့အခါမှာ20%လောက်အထိကျန်သေးတယ်။ကျန်သေးတယ်။ကျန်သေးတယ်ဆိုတော့ ။အဲဒီကားလေးကိုသုံးခြင်းအဖြစ်ရွေးချယ်ခြင်းအဖြစ်ပေါ့နော်။အော်သုံးဆတဲ့လူတွေမှာတော့အခက်ခဲလည်းမရှိနိုင်ဘူး။ပါတယ်လို့လည်းမဖြစ်အောင်အောင်တော့မရအောင်လို့ကိုလိုစီစဉ်ထားတယ်။ service center ဘက်မှာလည်း service နဲ့ service ပေါ့နော် service service နဲ့ spare part မှာလည်းတင်းတင်းများတော့လိုအပ်ချက်မရှိအောင်လို့ကိုလိုကိုလိုစီစဉ်ထားပါတယ်။အဲဒါကြောင့်မို့လို့လည်းသုံးဆတဲ့လူတွေနဲ့အဲဒီအောင် service ဘက်ကြီးနဲ့စိတ်စိတ်ချယုံကြည်စွာနဲ့သုံးဆဖို့ကိုကျောင်းပြောချင်ပါတယ်။ဟုတ်ကဲ့။ဒီသမီးအရင်မှာဒီနေ့ကတော့ကျွန်တော် Sky Skywalk ကမော်ဒယ်နှစ်မျိုးအဲဒီ launch လုပ်သွားတယ်ပေါ့နော် Skywalk Air နဲ့ Skywalk Max ဆိုပြီးတော့ပေါ့နော်အဲ Skywalk က20 Air ကတော့ကျွန်တော်ဒီ kilometer range က20ရတယ်ပေါ့နော်အဲ620 Max ကကျွန်တော် kilometer range အဲ620ရတယ်ပေါ့နော် version တစ်ခုပေါ့ဒီ620ကတော့ကျွန်တော်တို့ပို့ပြီးတော့အဲဒီ range လေးပို့ကောင်းသွားတယ်ပို့ပြီးထဲထဲမှာ function တွေပို့ส่งသွားတယ်ကျွန်တော်ဒီ video လေးကတော့ launch ပွဲလေးဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့အများကြီး သေးစိတ်မပြောတော့ဘူးကျွန်တော်ဒီကောင်လေးတစည်းချင်းစီအတွက်ကျွန်တော်အသေးစိတ် review လေးလည်းကျွန်တော်ထပ်ပြီးတော့ဆက်ပေးမယ်အခုလောဆယ်တော့ကျွန်တော်ပိတ်သက်ကြီးကြည့်လို့ရအောင်ကျွန်တော်အနည်းချင်းလေး walk ground လေးကျွန်တော်ပြပြပေးမယ်ပေါ့နော်သူကဒီအာဒီ specification sheet တွေအရာဒီကောင်ကအာတိုင်ယာဆိုရင်တော့235အာ50ပေါ့နော်55ပေါ့နော်အဲဒီ rim size က78တိုင်ယာသုံးပေးထားတယ်အာပြီးသွားလို့ရှိရင်အတွင်းကန်းပေါ့နော်အာအတွင်းကန်းမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့ဒီကောင်ကတော့အဖြူရောင်ပေါ့နော်အတွင်းကန်းထဲမှာလည်းကျွန်တော်လဲသားတွေတော်တော်များသုံးပေးထားတယ်အဲဒီကောင်တွေကလည်းအာဟွာပေါ့လဲသားပဲပေါ့နော် soft touch ပဲပဲအာအတွင်းထဲမှာတော့ကျွန်တော်အဖြူတော်တော်များများသုံးထားတယ်ဒီ dashboard ကလည်းကျွန်တော်ဒီကျုံးွက်တွေမဟုတ်ဘဲနဲ့ကျွန်တော်ဒီအာမာဘယ်ပေါ့နော်မာဘယ်အဖြူရောင်ကြောက်ပြားအဖြူရောင်ပုံစံမျိုးနဲ့အဲသွားထားတယ်အထဲထဲမှာတော့သူက luxury type ပုံစံမျိုးသွားတယ်အခုဒီမှာဆိုလို့ရှိရင်လည်း Emirates တွေလည်းပါမယ်အဲဒီ Emirates ကဟာလည်း cool box ပေါ့နော် အဲ့ဒါလေးတွေပါမယ် infotainment screen ကတော့ကျွန်တော်ထင်တော့အဒီကောင် infotainment screen ကလည်း size ကြီးကြီးပဲကျွန်တော်သုံးပေးထားတယ်အတိအကျကျွန်တော် detail လေးတွေကကျွန်တော် view မှာပြပြပေးသွားမယ်ပေါ့နော်ဟိုလက်ရှိမြင်ရတဲ့အမြင်အရဆိုဒီကောင်ကအာ C motor ကကျွန်တော်တို့ဒီဘက်ကောဟိုဘက်ကောပါတယ်ဒီကောင်က620 mesh မှာကဒီကောင်ကပို့ပြီးတော့8 way အာဘာပေါ့နော်ဟို direction ပို့ပြီးစုံစုံပေါ့နော်8 direction လောက်လုပ်လို့ရတယ်ဒီကောင်မှာကတော့အာ4 direction လောက်ပဲရမယ်ပေါ့နော်ဒီ920 M မှာကတော့ပေါ့နော်ဆိုတော့အတွင်းကအနေနဲ့ပြောရမယ်ဆိုရင်တော့ လဲသားတွေများတယ်လက်ဆွေဆန်တယ်အောက်ကကျွန်တော်တို့ဒီဒီအောက်မှာခြေတင်ကအစားထပ်ပြီးတော့ပါတယ်ပေါ့နော်โอเคဟုတ်ပြီဆိုရင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ sunroof ကလည်း panoramic sunroof ဖြစ်တယ်โอเค steering shake ကကျွန်တော်တို့အာဒီ shape မကြတကြလေးပေါ့နော်ဒီအဝိုင်းအောင်မှာအောက်မှာ နည်းလေးနည်းနည်းလေးဒီမှာကတော့တန်တန်လေးလုပ်ပေးထားတယ်လုံးလုံး over အလုံးလုံးဒီအာအဝိုင်းပုံစံမဟုတ်ဘဲနဲ့ဒီဒီ shape လည်းမဟုတ်ဘူးပေါ့နော်သူကအဲ့လိုမျိုးလေးလုပ်ပေးထားတယ်ဒီအောက်မှာဖုန်း charging သွင်းတဲ့ဟာတွေပါတယ် wireless charging pad တစ်ခုပါမယ်ကျွန်တော်ကြည့်သလောက် okay ဟုတ်ပြီအာဒီ C motor ကကျွန်တော်တို့ဒီဘက်ဒီ passenger ဘက်မှာလည်းပါတယ်ပေါ့နော် okay glove box လည်းတော်တော်များကျယ်တယ် ဆိုတော့ဒီကားမှာကျွန်တော်အားသာချက်ကိုပြည့်သက်ကြီးကိုမြင်အောင် ပြောရမယ်ဆိုရင်တော့ဒီကောင်ကဒီအခုလက်ရှိကျွန်တော်တို့ဒီ range များတဲ့ကားတွေထဲမှာဈေးအသင့်ဆုံးလို့ကျွန်တော်ဈေးသက်သာဆုံးလို့ပြောလို့ရရဲဒီကောင်ကကီလိုမီတာ range အာ620ကီလိုမီတာပေါ့နော်မန်အားဖြင့်ဆို380ဝန်းကျင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လက်ရှိ launch လုပ်ထားတဲ့ဈေးတွေအရဆိုရင်တော့ဒီ Skywalk 920 Air ကကျွန်တော်တို့1388ဒီကောင် Skywalk 620 Max ကကျတော့ကျွန်တော်တို့1688ဈေးနဲ့ အာ launch လုပ်ထားတယ်ပေါ့နော်ဆိုတော့ဒီအခုဒီပြပွဲရဲ့14ရက်နေပြီးတော့14 15 16ရက်မှာဝယ်တော့တို့ cashback 350ထပ်ပေးမယ်လို့ announce လုပ်ထားတယ်ဆိုတော့အဲဒီလောလောဆယ်ဒီ range ထဲမှာတော့ဒီကောင်ကဈေးအတင်တင်ဆုံးဈေးသက်သာဆုံးလို့ပြောလို့ရတယ်နောက်ပြီးဈေးသက်သာဆုံးဆိုပြီးတော့တော့ကျွန်တော်ဒီအထက်ရက် quality တွေကိုကျွန်တော်အများကြီးဟိုမှာစောနာတော့ ် launch မလုပ်ခင်ကားကို review မလုပ်ခင်အကြောင်းအများကြီးမျောလို့မထားဘူးဒါပေမဲ့ခုကြည့်လိုက်တဲ့အခါမှာတော့တော်တော်လေးကိုပြပြဆုံဆုံကိုလုပ်ပေးထားတယ်နောက်ပြီးတော့ဒီ chain ကိုဒီ direction ဟာလေဆိုဒီဘက်ဘေးမှာအစားတောင်းတောင်းကားလေဆိုဒီဘေးမှာမထည့်ပေးထားဘူးသူကဒီဘေးမှာအစားထည့်ပေးထားတယ်ပေါ့နော်တော်တော်လေးကိုဒါဒါဆိုရင်တော့တော်တော်လေးအဆင်ပြေတဲ့ကိစ္စပေါ့နော်ဒါဒါလေးထည့်ပေးထားတယ်နောက်ခုံနေရလဲကြေကြေပြင်းပြင်းနဲ့အဲဒီလဲတာလဲတော်တော်ထူထူကောင်းကောင်းကိုတုံးပေးထားတယ်ကျွန်တော်အဲ့ဒါလေးတစ်ချက်တော့လောလောဆယ်အမြင်မှာတော်တော်သဘောကျတယ်ကျွန်တော်တကယ် review အစ်စ်မှာကြာရင်ကျွန်တော်အဲတကယ် review လုပ်တဲ့ခါကျရင်ကျွန်တော် test swipe ပါကျွန်တော်တစ်ခါလေးလုပ်ပြပေးသွားမှာပေါ့နော် ဆိုတော့ဒီမှာနောက်ခန်းဆိုလဲကျွန်တော်တို့ဒါကြဲကြဲဝန်းရှိတယ်အဲပန်နိုရဲဆမ်မူဖ်ကကြဲကြဲဖြစ်တဲ့အတွက်ဝင်ဖြစ်တယ်ဆိုတော့နောက်ထပ်ဒီကောင်းရဲ့ကျွန်တော်ကျွန်တော်ရဲ့အမြင်အရအဲဆွဲဆောင်မှုရှိရတဲ့ခုကဘာလဲဆိုတော့မော်တာတွေက BYD မော်တာတွေကိုသုံးထားတာဖြစ်တယ်အဲအဲ့ဒီအကြောင်းကျွန်တော်တို့ဒီ BYD brand သဘောကျတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒါ BYD ရဲ့မော်တာတွေသုံးထားဖြစ်တဲ့အတွက်ဒါ reliable ဖြစ်တဲ့အထက်မှာပါတယ်ပေါ့နော်ဒီမှာအလဲမှာလက်တင်လည်းပါတယ်အဲ headroom လည်းကျွန်တော်က ငါးပေငါးငါး6လောက်ဆိုတော့ဒီ headroom လဲအကောင်းကြီးကြီးဝန်းရှိတယ်ကျွန်တော်ဒူးလွတ်တဲ့နေရာလေးလေတော်တော်လေးလွတ်တယ်ကဲဟုတ်ပြီဆိုတော့နောက်ခန်းလေးတစ်ချက်သွားကြည့်မယ်နောက်မှာတော့ထွေထူးပြောစရာမရှိဘူးအနောက်မှာလဲကျွန်တော်အဖြူရောင်မဲပေါ့နော်အတွင်းကတော့ဘယ်နေရာရောက်ရမလဲကျွန်တော်အဲ ်ချက်အသေးစိတ်ကျွန်တော်ထပ်ပြီးမေးပြီးရခါအသေးစိတ် review တွေမှာကျွန်တော်ထပ်ပြောပြပေးမယ်ကျွန်တော်ကတော့အဖြူရောင်အများသောအဖြစ်ကျွန်တော်အဖြူရောင်ဆိုရင်ကျွန်တော်တိတ်သဘောမချဘူးဆိုတော့ပေတေလွယ်လို့ပေါ့နော်ဒီကျွန်တော်ဒီမနက်ကမှာဖုံနဲ့များတဲ့ခါကျတော့ပေလွယ်ပြုတ်လည်းဖြစ်မှာဆိုလို့ပေါ့နော်ဆိုတော့နောက်ဖုံချက်ကြည့်မယ်အာနောက်မှာဆိုရင်တော့ဒီမှာသူ Skywall ဆိုတဲ့သူ့ရဲ့ logo ကိုလုတ်ထားတယ်ပြီးတော့ဒီ EV ဆိုတာတည်တလာပဲကျွန်တော်တို့ဒီ daylight LED daylight အရှိကြီးလုတ်ပေးထားတယ်ဒီမှာနောက်ပြီးတော့နောက်ဖုံကျွန်တော်တို့မော်တာပါတယ်ပေါ့နော်အဲ EV ဒီမှာတော့နောက်ဖုံမော်တာ ပါပြီသားကဲအခုကျွန်တော်တို့ခေါက်ရိုက်တက်တဲ့သူတွေခေါက်ရိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီခေါက်ရိုက်တဲ့အိတ်ကောင်းကောင်းဆန်းတယ်ဒါဆိုရင်တော့တခြားကျွန်တော် luggage တွေပါတယ်ပြောနေကြမှာမလို့ဒီခေါက်ရိုက်တစ်ခုလုံးဆန်းတယ်ဆိုတာကဒါတော်တော်လေးဟိုဒါ storage capacity ကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီမှာလည်းထိုင်လို့ရတယ်ဒီမှာဒီကောင်ဒီ luggage carton ပါတယ်ဆိုတော့ဒီအောက်မှာတော့သူနဲ့ပတ်သက်တဲ့ accessory တွေထပ်ထည့်ထားတာပေါ့နော်အောက်မှာဒါကတော့ကျွန်တော်တိုင်ယာပြင်တဲ့ set တွေလေထိုးတဲ့ set တွေအကုန်လုံးပါတယ်မှာ charger ပါမယ်ပေါ့နော် အာဒီနောက်မှာ12 volt socket တခုပါသေးတယ်ပေါ့နော်ဆိုတော့လက်ရှိဒါကကျွန်တော်ပထမအဆုံး first impression ပေါ့နော်လောင်းလို့ပြီးချင်းမှာကျွန်တော်ဒါအကြမ်းပြင်းလေးပြပြသွားတဲ့ဟာပေါ့နော်ကျွန်တော် detail review လေးကိုကျွန်တော်နောက်နေ့မှာရိုက်ကူးတက်ဆက်ပေးသွားပါမယ်မကြခင်မှာပေါ့နော်ကျွန်တော်တို့ channel လေးမှာလာပြီးကြည့်ရှုလို့ကြားပါရယ်အားလုံးပဲကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ